marketing nine piece analysis မှာ product price place promotion process physical evidence people productivity and quality passion and purpose တို့ကိုကျွန်တော်စဉ်းစားရပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။မနက်မယ်ရောမပို့ပါဒေါက်တာပုပ်ပုကြည်ပါ။မကတော့မြန်မာ Imperial College MIC ရဲ့ founder and vice chancellor တူဖြစ်ပါတယ်ရှင်။ဒီမှာ marketing entrepreneur marketing ကိုလည်းကြိုက်တယ် entrepreneurship ကိုလည်းဦးစားပေးတဲ့သူတယောက်ကဘယ်လိုပြန်တွေးရမလဲဆိုတော့စီးပွားရေးတစ်ခုလုပ်ပြီး ။ဘာ product ရောင်းမှာလဲ။စစစဉ်းစားပြီ product ကနေစစဉ်းဘာ product ရောင်းမှာလဲ။ဒီ product ကကိုယ့်ရဲ့ segmentation targeting နဲ့ positioning တော့ကိုက်ညီလား။ဒီ product ကို market ထဲမှာသူများနဲ့မတူအောင်ငါဘာလုပ်မှာလဲ။ So product ကစဉ်းစားတယ်။ price ဒီစိမ်းနှောင်းကဘာလောက်နဲ့ရောင်းမှာလဲ။ပြီးတော့လူတိုင်းကဈေးပေါ်ရင်ကောင်းတယ်ထင်တယ်။မနေ့ဈေးပေါ်တိုင်းကောင်းတာမဟုတ်ဘူးနော်။ product ရဲ့ price ရဲ့ကိုကျွန်တော်က link လုပ်ထားဖို့ကျွန်တော်အရင်အရင်ရေးကြည့်ပါတယ်တဲ့ please ကကျတော့ဘာလဲကိုယ့်လုပ်ငန်းကို ဝင်လာပြီဝင်လာတဲ့ခါကျရင်ဒီနေရာက သူများနဲ့မတူအောင်ဘယ်လိုပြင်ဆင်ထားမှာလဲအဲ့ဒါက place ပေါ့နော်အ promotion ကကျတော့ advertising က promotion ကိုယ့်ရဲ့ brand မှာ MRU brand ဆိုလဲ MRU brand ကိုဘယ်လို advertising လုပ်မှာလဲဘယ်လို promotion လုပ်မှာလဲနော်ပြီး process ကတော့ဒီမှာဘလွန်ဘယ်ဘာတွေလုပ်ပြီးတော့ MRU ကပေးတဲ့ program တွေအားလုံး quality ကအောင်တလားတင်ကြားရေးတွေကိုအဆင်ပြေအောင် operational effectiveness တွေရှိအောင်ဘာလို့ရမှာလဲဆိုတော့ချက်ရွေးကြည့်လို့ရတယ် physical evidence အော်တခြားက MIU ရှိပါတယ်လို့ပြောတယ်ရှိပြီလား MIU ကြောင်းကြီးမရှိရလားမရဘူးဘာလို့ကြည့်ပြ online ကခင်မီခင်မီလာလာဆရာပြောတာလေဒီ singing is uh believing man เนาะအဲ့တော့ကျတို့ဒီအဲ့ဒါဒီ physical evidence ကိုလည်းတည်ဆင်းထားဖို့အရင်ကြီးရယ် people ဆိုတာကျတော့ဘလို့လူတွေနဲ့ run ပါလေကိုကိုတိုင်းကရောဘလို့လူဖြစ်နေပါလေဆိုတာသိဖို့အရင်အရင်အရေးကြီးတယ်ပြီး productivity က quality အဲ့တော့ entrepreneur တယောက်တည် product quality service quality လုံးဝမေ့လို့မရဘူး တော့ product quality လက်ကမြေရစနာညာမယ် service quality လက်မြေရစနာညာမယ် passion and purpose ကိုလည်းဒီချက်လို့ကအမြဲတမ်းဟိုဥစားပြီးပြန်ရေးကြည့်ပါဦး entrepreneurship ဒီမှာဗာအရင်ရေးကြည့်လဲဆိုတော့စွန့်စားတတ်ဖို့အရင်ရေးကြည့်တယ်စွန့်စားရတယ်ဆိုတာစွန့်မှာစားရတာကိုယ့်ရဲ့အောင်မြင်မှုအိမ်မက်တော့ဘာတွေစွန့်လွတ်ပြီးပြီလဲ စွန့်စားပါတဲ့ကိုကသူများထက်စွန့်ရဖို့အရင်ကြီးကြီးတယ်အဲ့ဒါမှတစ်ချက်ကကိုလိုချင်တဲ့အာမီမှုအိမ်မက်တွေကိုပြန်ပြန်ရမှာနောက်တစ်ခါတီထွင်မှုအရင်ကြီးတယ်အိမ်မက်က getting things done ဒီအိမ်မက်မှပြီးပြီဒီအိမ်မက်ကိုဘလို့အကောင့်ထဲပေါ်မှာလဲတကယ်အကောင့်ထဲပေါ်တာထင်သလောက်မလွယ်ဘူးဒါပေမဲ့အဲ့ဒါကိုတကယ်ရအောင်ဖန်ဆင်းနိုင်စွမ်းရှိရတယ်ရှိစပ်ဖို့ရည်ကြီးတယ်အဲ့တော့ entrepreneur အဖြစ်ရွေးချယ်ပြီးပြီးအောင်မြင်မှုအိမ်မက်မှာ ငါအောင်မြင်တဲ့သူဖြစ်ငါရွေးချယ်တော့မယ်လို့ဆုံးဖြတ်ပြီးရင်ဘာရေးကြည့်လဲဆိုတော့လေဒီချက်တော့ဥပမာနေရတိုင်းကပျော်ရွှင်စရာနေရတည်ပြမဟုတ်ဘူးငိုရမယ့်နေရတည်ကိုပြောတာလူတွေလိုက်မလုပ်တဲ့အခါတွေအခက်အခဲတွေစင်ခေါ်မှုတွေအများကြီးပဲအဲ့ဒါကြုံမျောလင့်တာပါဒါပေမဲ့ကြုံမျောလင့်တာပြီးဘလို့အခက်အခဲပဲဖြစ်ဖြစ်ငါရှေ့ဆက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်အဲ့ဒါအရင်ကြီးကြီးပဲတော့တချက်ကပတ်သက်ဆက်ဆက်သိနေတဲ့ဒီဘဝကြီးကိုစခဲ့တဲ့အချိန်မှာချက်ပါလုံးဝလုံးဝမလွယ်ဘူးနော် တခြားလူတွေမြင်တိုင်းမယုံကြည်ဘူးဒါပေမဲ့ဒီယုံကြည်မှုကို marketing ဆိုတာအဲ့ဒါကိုပြောတာယုံကြည်မှုကိုတိစောက်ချင်အမှုပညာ entrepreneurship ဆိုတာယုံကြည်မှုကိုတိစောက်ချင်အမှုပညာစူးစမ်းနေတဲ့သူတယောက်ကိုဘယ်သူမှအထင်မသေးရင်အဲ့ဒါကြောင့်မို့ချို့စူးစမ်းရမယ်ဆိုတဲ့စိတ်ရှိဖို့အရာအရေးကြီးပါတယ်เนาะစမ်းသပ်ရှိဖို့အရေးကြီးတယ် shaping ရှိဖို့အရေးအဲစီစဉ်ရှိဖို့အရေးကြီးတယ်ပြီးတော့လူ့ဘဝမှာအရေးကြီးဆုံးဒီတလုံးကဘာဒီလဲ display အဲ discipline အဲ့တော့စီကန်းရှိဖို့အရန်ရေးကြည့်ရယ်ကိုဘွားကိုဘလို့နီးနဲ့စီကန်းရှိအောင်လုပ်မလဲဆိုတာကိုလည်းစဉ်းစားပါပြီးတော့ steady habit တွေရှိဖို့ရေးကြည့်ရယ်စောင့်ဖတ်ဖို့ရေးကြည့်ရယ် marketing and digital marketing certificate program ကနေနှွေးထွေးစာကျူးဇော်လိုက်ရပါတယ်။အသေးစိတ်သိရှိလိုချင်တဲ့သူတွေအားလုံးကလည်းမကိုဒီ comment box လေးထဲမှာမေးခွန်းလေးတွေလည်းမေးနိုင်ပါတယ်။ marketing နဲ့ပတ်သက်ပြီးသိချင်တဲ့တချို့မေးခွန်းလေးတွေလည်းမေးနိုင်ပါတယ်။ဒီ certificate program နဲ့ပတ်သက်ပြီးသိချင်တဲ့မေးခွန်းလေးတွေလည်းမေးနိုင်ပါတယ်လို့မပြောချင်ပါဘူး။တလ program ဖြစ်တာဖြစ်တာဖြစ်တဲ့အတွက်ဒီတလအတွင်းမှာ marketing အကြောင်း digital marketing အကြောင်းကိုသိချင်နေဆိုရင်ဒီနေ့ပဲမတို့စီရင်ပေးပြီးတော့ဒီနေ့ပဲ notebook လေးတအုပ်နဲ့ဒီနေ့ပဲမတို့ marketing အနေကြောင့်အများကြီးဆွေးနွေးပြီးတော့အောင်မြင်တဲ့အနာဂတ်ကိုဖန်ဆင်းလိုက်ရအောင်လို့မှပြောချင်ပါတယ်ရှင်။အိမ်မက်မက်ပါအိမ်မက်များယုံကြည်ပါအိမ်မက်များအကောင့်ထည့်ဖို့ပါလို့ပြောချင်ပါတယ်။မြန်မာ Imperial College MIC အိမ်မက်မက်ပါအိမ်မက်များကိုယုံကြည်ပါအိမ်မက်များကိုအကောင့်ထည့်ဖို့ပါ